ကြံနဲ့ပတ်သက်ပြီးလုပ်ခဲ့တဲ့ဗီဒီယိုလေးတစ်ပုဒ်ကြောင့်ချီရှုသူတန်းတဲ့ချီများပြားနေရတဲ့သဲစုငိန်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Global Media News Page ကနေပြီးတော့ပရိသတ်တီအားလုံးကိုပြန်လည်ကြိုဆိုပါရစေ။မကြခင်မှာဆိုရင်မြန်မာတို့ရဲ့အလေးထားစရာတကြံအခါတမယောကိုလည်းရောက်ရှိလို့လာတော့မှာဖြစ်ပါတယ်။တကြံရောက်တော့မယ်ဆိုရင်အားလုံးကစိတ်တည်လို့ရှားပြီးတော့တကြံကိုဖျက်ဆီးဖို့လုံပန်းကြပါရစေ။ဒါအပြင်အမှုပညာရှင်တွေကလည်းတကြံနဲ့ပတ်သက်ပြီးတော့တခြင်းနေဖန်တီးသူဟာဖန်တီးကြသလိုဇက်ကားတွေလည်းရှိုက်နေကြတာဖြစ်ပါတယ်။ ဒီလိုတွေတဲမှာမှတချို့တွေကလည်းတကြံကိုဂုံကြစီမဲ့အရာတွေကိုဖန်တီးတာကြောင့်ဝေဖန်မှုတွေများစွာရှိလာခဲ့တာဖြစ်ပါတယ်။ဒေသညရလည်းတကြံနဲ့ပတ်သက်တဲ့အမှတ်တရလေးတစ်ခုကိုလုပ်ခဲ့ပါတယ်။လက်ရှိမှာ trendy တွေရတစ်ခုဖြစ်တဲ့ make a trend ကိုဒေသညရတကြံနဲ့ပေါင်းစပ်ပြီးတော့ video လေးတစ်ခုတစ်ခုကိုဖန်တီးခဲ့တာဖြစ်တယ်။ make တွေပြင်ပြရင်းနဲ့တကြံတချင်းလေးနဲ့မြမဝမ်းဆက်လေးတွေဝတ်ပြီးတော့ချပြခဲ့တာပါ။တကြံအကောက်ကိုလည်းကပြပြီးတော့မြမတကြံကိုဂုံပြုခဲ့တာဖြစ်ပါတယ်။ဒေသညရဲ့ TikTok video ကလည်းချစ်စရာကောင်းနေတာကြောင့် ရှုသူတွေအရန်အများပြားနေခဲ့ပါတယ်။တရက်အတွင်းမှာတင်ကြီးရှုသူ9တန်းကျော်တဲ့အထည်ကိုရရှိခဲ့ရပါ။တရက်ထင်းနဲ့9တန်းကျော်တဲ့အထည်ကိုရရှိဖို့ကမလွယ်ကူပါဘူး။ဒဲစုညင်ရဲ့တစ်ထောအကောင့်ကိုမြန်မာနိုင်ငံကပြည်သက်တီကသာစောင့်ကြည့်တာမဟုတ်ဘဲဒီပါနိုင်ငံပြည်သက်တချို့ကလည်းစောင့်ကြည့်လို့နေတာဖြစ်ပါတယ်။ဒါကြောင့်မို့အခုလိုတကြံတချင်းနဲ့တစ်ထောဆော့ရာကမြန်မာတကြံကိုနိုင်ငံတကာအသိအောင်ချပြနိုင်ခဲ့တာဖြစ်ပါတယ်။တကြံဆိုရာမြန်မာအပိုင်ဆိုရာအားလုံးသိအောင်ချပြနိုင်တာဆိုရင်လည်းမမားပါဘူး။တကြံကဒီနေ့မှာထူးခြားတဲ့အရာတွေလည်းရှိလို့နေ ာဖြစ်ပါတယ်။ဒီနေ့တကြံက UNESCO အဖွဲ့ရဲ့ကမ္ဘာအမွေအနှစ်ဝင်အဖြစ်ကိုအတိအမှတ်ပြုခံလိုက်ရပြီဖြစ်ပါတယ်။ ဒါကြောင့်မို့လဲဒီနေ့တကြံကမြမရီအတွက်ထူးခြားတဲ့နေ့ဆိုပြီးတော့လဲမမအူဒါအပြင်တကြံပွဲတော်ကိုစီကားတိုက်မြတ်အောင်ကျင်းပမယ်လို့လည်းသိရတယ်။ဒေသုငိမ့်ကအခုလိုတကြံအခလေးတွေကရတဲ့အပေါ်မှာပြိတတရားသဘောကျနေရလဲဖြစ်ပါတယ်။ဒေသုငိမ့်ကအလှမဲ့တယောက်နဲ့နဲ့သာထူးချွန်တာမဟုတ်ဘဲတရုတ်ဆောင်ပိုင်းမှာလည်းအရေးချင်းရှိတဲ့သူတယောက်ဖြစ်ပါတယ်။တရုတ်ဆောင်တဲ့အချိန်မှာလည်းလိုအပ်တဲ့အရေးချင်းတွေကိုပြည့်အောင်ပညာရေးတစ်ခုပြီးတစ်ခုသင်ယူနေရလဲဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ဖို့အတွက်မြန်မာအကောက်ကိုလည်းတင်ထားသလိုလဝိထိုးတက်အောင်လည်းလေ့ကျင့်ထားကြတာဖြစ်ပါတယ်။ဒေစုငင်းကမကြခင်မှာဆိုရင်လည်းသူပထမဆုံးပါဝင်တရုပ်ဆောင်ထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးယုံတင်ပြသခွင့်ရတော့မှာပါ။ဒေစုငင်းရဲ့တရုပ်ဆောင်ပုံတွေကိုမြင်တွေ့ကြရတော့မှာဖြစ်တယ်လို့မင်းသမီးတယောက်အတွက်ကိုအတိမတ်ပြုခံရတော့မလားဆိုတာကိုလည်းသိရတော့မှာပါ။ ဒေသညရအခုလက်ရှိမှာရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့သာလုံပန်းနေရတာဖြစ်တဲ့အတွက်အလားမဲ့ဘက်ကိုလည်းလက်မကြည့်ဖြစ်ပါဘူးပရိသတ်တရားတော်သူမကိုအလားမဲ့အနေနဲ့မြင်ထွေးကျင်ကြတာပါဒါပေမဲ့ဒေသညရမင်းသမီးတယောက်ဖြစ်အောင်စူးစမ်းနေရတာဖြစ်တဲ့အတွက်ပြိုင်ပွဲတွေမရှင်ပြိုင်နိုင်သေးဘူးလို့ဖွင့်ရထားပါတယ်အသက်22နှစ်အရွယ်ရောက်မှသာနောက်ထပ်အလားမဲ့ပြိုင်ပွဲတစ်ခုကိုရှင်ပြိုင်သွားမယ်လို့လည်းသိရပါတယ်ဒကြနဲ့ပတ်သက်ပြီးတော့လုပ်ခဲ့တဲ့ဗီဒီယိုလေးတစ်ပုဒ်ကြောင့်ကြည့်ရှုသူတန်းတဲ့ချီများပြားနေရတဲ့ဒေသညရဲ့ TikTok ဗီဒီယိုလေးကိုပရိသတ်ကြီးရောသဘောကျလားဆို ာ comment လေးထဲမှာရေးခဲ့ပေးပါအောင်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်း Global Media Newspaper ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့တင်ဆက်မှုတွေမှာလည်းအနုပညာရှင်တွေရဲ့နောက်ဆုံးရအကြောင်းအရာတွေကိုတင်ဆက်ပေးသွားပါအောင်မယ်။ Like and Share လေးနဲ့အားပေးသွားပါလို့တောင်းဆိုပါရစေရှင်။